အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျောင်းဝါ channel အနေနဲ့ကြိုဆိုလိုက်ပါတယ်ကုရက်ပိုင်းမုတ်ဖက်ထုတ်စားကျင်တဲ့အတွက်လိုက်ရှာဝဲတဲ့အခါမှာဘလို့မှရှာဝဲလို့မရတဲ့အတွက်နောက်ဆုံးအိမ်မှာပဲကိုယ့်အကိုလှုပ်ရှားပြပါတယ်ကိုယ်တိုင်းလှုပ်ရှားလက်ဆနဲ့မုတ်ဖက်ထုတ်လုံနည်းလေးကိုပါတပါးလေးမျှဝေပေးခြင်းပါတယ်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာမုတ်ဖက်ထုတ်လုပ်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေအနေနဲ့ကကောင်းကျင်းပုံဆန်ပုံ ုံဒီနဲ့တခြားရှင်ရပါပြီအချို့ကတော့ဆံမုံတက်စာကောင်းချင်းမုံလေးစာဖြစ်ပါတယ်ပထမဆုံးကောင်းချင်းမုံကိုဆန်ချိန်ခွက်နဲ့နှစ်ခွက်ချိန်ပါမယ်ဆန်မုံရောဆန်ချိန်ခွက်တဝက်ထည့်ပါမယ်။စားအနေငယ်ထည့်ပါမယ်။ပြီးရင်တော့အကုန်လုံးတမပေါင်းမှွေပေးလိုက်ပါမယ်။ ရေကတော့ဆန်ချင်းခွက်နဲ့တခွက်ကြော်ကြော်ထည့်ပါမယ်ရေပမာဏကတော့သုံးနဲ့ကောင်းချင်းမုတ်မျိုးစားပေါ်မူတည်ပြီးတော့အရင်ငယ်ကွာနိုင်တော့မလို့ပထမဆုံးရေကိုဆန်ချင်းခွက်တခွက်စားပဲအရင်ထည့်ပြီးတော့မုတ်ကိုနှေးပါမယ်ပြီးမှမုတ်သားနေထားပေါ်မူတည်ပြီးတော့လို့တလောက်ထည့်ပါမယ်မုတ်သားနေတဲ့အခါမှာရေအကုန်လုံးကိုတခါတည်းလောင်းမထည့်ပဲနဲ့ရေနည်းနည်းထည့်လိုက် မုတ်သားနဲ့တမအောင်မှွေလိုက်လို့ပြီးတော့ဖြည်းဖြည်းစီထိန်းနဲ့မုတ်သားကိုနေပေးသွားပါမယ် အခုတူနဲ့မွေရတာမနိုင်တော့တဲ့အတွက်လက်နေပြောင်းပြီးတော့သမောင်းနေပါမယ်နေနေနေထည့်ထားတဲ့ရည်နဲ့အမှုန့်တွေတသားတည်းဖြစ်ပြီးတော့မုတ်သားချောမွေပြီးနူးနူးညံ့ညံ့လေးဖြစ်သွားပြီဆိုရင်တော့ရပါပြီ။ မုတ်သားရသွားပြီဆိုရင်တော့စီအင်းငယ်ထည့်ပြီးတော့တေချာလေးနေလိုက်ပြီးတနာရီကနှက်ထားပါမယ်ပုံနှက်ထားတော့မှာတော့လေမတလက်အောင်လို့အဝိဓမ္မမုံရေပကံပြာစတာတခုခုနဲ့အုပ်ထားပြရပါမယ်။မုံနှက်ထားတော့မှာပဲအုံယူကျိုးထားပါမယ်။အုံယူကျိုးဖို့အတွက်ကအုံဒီကို200ဂရမ်လောက်ရအောင်ချစ်ထားပါမယ်။ တကြားတော့ 160g သုံးပါမယ်။ခြေကတော့ဆန်ချိန်ခွဲတစ်ဝက်ပါ။အခုကြိုးမဲ့အိုးရဲကိုတကြားထည့်ပါမယ်။ရေထည့်ပါမယ်။ပြီးရင်တော့တကြားပျော်သွားအောင်လို့ကြိုးပါမယ်။တကြားပျော်သွားပြီဆိုရင်တော့ချစ်ထားတဲ့အုံးဒီကိုထည့်ပြီးတော့ရေခမ်းတဲ့အထိအုံးယူထိုးပေးပါမယ်။ချိုရတာ၄၀ဖို့အတွက်စားနေနေထည့်ပါမယ် ုံးယူထိုးနေနေမီးပူချိန်နဲ့ရေတွေကထွက်လာမှာဖြစ်ပါတယ်။ရေခမ်းနဲ့ဒီသေချာလေးထိုးပေးဖို့လိုပါတယ်။ရေမခမ်းရင်မုတ်ဖက်ထုတ်ထုတ်တဲ့အခါမှာမုတ်သားကရေတက်ကြောက်ပျော့ပြေးသွားတာမုတ်ပုံမလှတာဖြစ်နိုင်ပါတယ်။ခုလိုမျိုး၆သွားတဲ့အထိထိုးပြီးသွားရင်တော့ရပါပြီ။မီးပိတ်ပြီးတော့အိတ်ခံထားပါမယ်။ပုံးယူထိုးပြီးသွားရင်တော့ငပြောရွက်တွေကိုမုတ်ဖက်ထုတ်ထုတ်ဖို့အတွက်အနီတော်အရွယ်လေးတွေဖြတ်ထားပါမယ်။ ပြီးရင်တော့နှစ်ဖက်လုံးကိုရေနဲ့တေချာလေးပုတ်ဆေးပြီးတော့ချောင်းအောင်ရေပြန်တုပ်ထားပါမယ်ဒူရိုင်လည်းပြင်ဆင်ပြီးပြီမုတ်နှက်ထားတာလည်းတနာကြီးလောက်ရှိပြီဖြစ်တဲ့အတွက်မုတ်ဖက်တော့စပြီးတော့ထုတ်ပါတော့မယ်။နှက်ထားတဲ့မုတ်သားကိုနင်းငယ်ပြန်သမအောင်လို့နေလိုက်ပြီးရင်အလုံးလေးအရင်လုံးပါမယ်။အခုချိုးစားတိုင်းလုံးမယ်ဆိုရင်တော့ခံမှန်း၁၁လုံးဝင်းကျင်ကရပါတယ်။ ခုမုတ်ဖက်တို့စထုတ်ဖို့အတွက်ပထမဆုံးဖက်ရွက်ကိုစီတုပ်လိုက်ပါမယ်။ပြီးရင်တော့လုံးထားတဲ့မုံလုံးတွေကိုအုံယူထားပနာထည့်ပါမယ်။အုံယူထားပနာထည့်ဖို့အတွက်ကမုံလုံးကိုအရင်ဆုံးပြန်ပြီးတော့ပြားလိုက်ပါမယ်။ပြီးရင် အုံယူထစွန်းခတ်ထည့်ပြီးရင်တော့မုတ်သားနဲ့လုံသွားအောင်လို့ပြန်အုပ်လိုက်ပါမယ်။ဒီနေရာမှာအုံယူအရင်များလို့ရှိရင်ပောက်ထွက်တဲ့လို့အုံယူတော့ချိန်ဆပြီးထည့်ရပါမယ်။ မုံလုံးရပြီဆိုရင်တော့ဖက်နဲ့ထုတ်ပါမယ်။စီဆိုထားတဲ့ဖက်ကိုအနားတစ်ဖက်ကိုခောက်လိုက်ပြီးအရော့ပုံစံရအောင်လို့ချိုးလိုက်ပါမယ်။ကရော့ပုံလေးရသွားပြီဆိုရင်တော့လုံထားတဲ့မုံလုံးကိုကရော့ထဲထည့်ပြီးတော့အခုပြထားသလိုလေးတဆင်ချင်းစီထုတ်လိုက်ပါမယ်။ ောက်ဆုံးဖက်ရဲ့အနားစာလေးကိုသွားကြထိုးတဲ့လေးနဲ့ထိုးပြီးတော့ပိတ်လိုက်မယ်ဆိုရင်တော့မုတ်ဖက်ထုတ်လေးရပါပြီ။ပြီးရင်တော့ရလာတဲ့မုတ်ဖက်ထုတ်လေးတွေကိုပေါင်းမဲ့စကားတွေကိုစီပြီးတော့ထည့်လိုက်ပါမယ်။အခုမုတ်ဖက်ထုတ်လေးရပြီဆိုတော့ပေါက်ပါတော့မယ်။ပေါက်မှုအတွက်ကအောက်ခံအိုးရဲကိုရေထည့်ပြီးတော့အပူပေးပါမယ်။ရေစုလာပြီဆိုရင် မုတ်ဖက်ထုတ်တွေထည့်ထားတဲ့ပေါက်စကားကိုအပေါ်ကတင်ပြီးတော့နာယူဝက်ခန့်ပေါက်ပါမယ်။ 나이ဝက်လောက်ပေါင်းပြီးရင်တော့မုတ်ဖက်ထုပ်ကကျက်ပါပြီစားမယ်ဆိုရင်စားလို့ရပါပြီတကယ်၍မစားသေးဘူးဆိုရင်တော့အဖုံးပြန်အုပ်ပြီးတော့သူ့အပူချိန်လေးနဲ့ဆက်ပြီးတော့နှက်ထားပါမယ်မုတ်ဖက်ထုပ်ဆိုတာကောင်းကျင်းမုတ်နဲ့ဆန်မုတ်ကိုရောဆက်ပြုတ်လုပ်ပြီးတော့ဘုံယူကိုထာပနာထားတဲ့မြန်မာမုတ်တစ်မျိုးပဲဖြစ်ပါတယ်အခုချိုးစားတော့ကောင်းကျင်းမုတ်ရောဆန်မုတ်ရောထည့်ပြီးတော့လုပ်ထားတာဖြစ်တဲ့အတွက် မုတ်ရလာတဲ့အခါမှာမုတ်သားလေးကအနီတော်ဖြစ်ပါတယ်။အကယ်၍မုတ်ဖက်ထုတ်ကိုပြော့တာလေးကြိုက်တယ်ဆိုရင်တော့ဆန်မုတ်မထည့်ပဲကောင်းကြီးမှုတ်ကြီးနဲ့ပဲလှုပ်စားလို့လည်းရပါတယ်။ကဲခုဆိုရင်တော့မုတ်ဖက်ထုတ်ကိုအရင်လေးစားကြည့်နေလိုက်ရှာဝေးရလေးခက်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အိမ်မှာလွယ်လွယ်ကူကူလိုက်လှုပ်စားနိုင်ပြီလို့ထင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ခုလိုမျိုးရတာရှိတဲ့မုတ်လုံးဒီဟင်းချက်ဒီတွေကိုအပတ်စဉ်တနင်္လာပုတ်တဟူးနဲ့စနေနေ့ ညနေ9နာရီတိုင်းမှာတင်ဆက်ပေးသွားမှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye